ို့တော့လေအခုချိန်မှာအာကျွန်တော်တို့ဒီ geopolitics လို့ပြောလို့ရှိရင်ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာကမ္ဘာကြီးကဝင်ရိုးနှစ်ခုရှိတဲ့နိုင်ငံပေါ့အဲ့ဒါဘာလဲဆိုလို့ရှိရင်အမေရိကန်နဲ့ဆိုဗီယက်ယူနီယံဖြစ်ပါတယ်ရှင်ကမ္ဘာမှာဩစာအကြီးဆုံးနိုင်ငံနေပေါ့နော်အမေရိကန်နဲ့ဆိုဗီယက်ယူနီယံဖြစ်တယ်ပြီးလို့ရှိရင်သူတို့ကစစ်တော့တိုက်တဲ့တဲ့မတိုက်ကြဘူးဒါပေမဲ့ဝါဒမတူဘူးပေါ့နော်ဝါဒမတူတော့ဝါဒချင်းတိုက်တယ် အဲ့ဒါကိုကျွန်တော်တို့စစ်အေးတိုက်ပွဲလို့ခေါ်တာပေါ့နော်ဆိုလို့ရှိရင်အမေရိကန်ကတော့အဲပါတီဟိုပေါ့ပါတီစုံဒီမိုကရေစီပေါ့သို့တော်လည်းသူကအဓိကအားကောင်းတာတော့နှစ်ပါတီပါပဲဆိုလို့ရှိရင်ဒီမိုကရေစီစနစ်နိုင်ငံရေးစနစ်ကဒီမိုကရေစီစနစ်အုပ်ချုပ်ရေးစနစ်ကဖက်ဒရယ်စနစ်စီးပွားရေးစနစ်ကဈေးကွက်စီးပွားရေးစနစ်အမေရိကန်ဒီလိုသွားနေတဲ့အချိန်မှာဒီဘက်ကဆိုဗီယက်ယူနီယံကတော့ဒီဒီစတာလင်တို့ပေါ့ဘာတို့ရဲ့ဟိုအရာပေါ့နော်ကျမတို့ဒီကွန်မြူနစ်နိုင်ငံဖြစ်တဲ့ဆိုရှယ်လစ်ဇင်ကိုတုံးတယ် အဲစသဖြင့် socialist စီးပွားရေးစနစ်ဖြစ်တယ်တပါတီအဲတပါတီစနစ်ဖြစ်တယ်ပေါ့နော်စသဖြင့်စသဖြင့်ဒီလိုဆောင်ရွက်တာပေါ့ရှင်အဲကြတော့မတူတဲ့မူဝါဒတွေအချင်းချင်းတိုက်ပြီးတော့မှဆိုဗီယက်ယူနီယံကဒီ CA တိုက်ပွဲမှာ1945ပေါ့နော်ဒါအချမ်းမြင်အဟိုပါပေါ့ရှင်ဒီဥတရကဘာစစ်ပြီးတဲ့နှစ်ပေါ့1944 45အနေစပြီးတော့မှ 1990လောက်မှာ1989မှာဆိုဗီယက်ယူနီယံပြိုကွဲတယ်။နောက်1990မှာအဒီအရှိဘာလင်အနောက်ဘာလင်လည်းပြန်ပေါင်းရတယ်။ဘာလင်တိုင်းဖြိုချတယ်။အရှိဂျာမနီနောက်ဂျာမနီပြန်ပေါင်းတယ်။ဆိုဗီယက်ယူနီယံပြိုကွဲတယ်ပေါ့နော်။အဲ့ဒါအဲ့ဒီနောက်ပိုင်း1990နောက်ပိုင်းမှာကနေပြီးတော့မှ2015-16လောက်ထိဟာအမေရိကန်တနိုင်ငံနဲ့ကမ္ဘာမှာဩဇာအကြီးဆုံးနိုင်ငံဖြစ်ပြီးတော့မှဟိုကမ္ဘာကြီးကိုလွှမ်းမိုးတာပေါ့နော်။အဲ့ဒါကတော့ယူနီပိုလာဝေါ်ပေါ့ရှင့်။ ဝင်ရိုးတစ်ခုတည်းရှိတဲ့နိုင်ငံပေါ့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လာလဲဆိုလို့ရှိရင်အဲကျမတို့ဒီတရုတ်တရုတ်ပေါ့နော်ဒီဒီရုရှားကလည်းပြန်ပြီးတော့မှစီးပွားရေးကောင်းလာတယ်ဒီအနှစ်20အတွင်းပေါ့နော်သူတို့လည်းဟိုဟိုပါပေါ့တော်တော်လေးဆင်းရဲရာနေဆိုပြီးရယူနီယံပြိုကွဲပြီးရုရှားဆိုပြီးအကြီးအကျန်ခဲ့တယ်ဘေးမှာဟိုဟိုပါနိုင်ငံလေးတွေအကုန်ဆိုဗီယက်ယူနီယံရဲ့ပြည်နယ်တွေကနိုင်ငံအနေနဲ့ကွဲထွက်တယ်အဲရုရှားဆိုပြီးကျန်တယ်ရုရှားကလည်းတော်တော်လေး တက်ကပြန်ဆရတဲ့သဘောမျိုးစခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ရုရှားကစီးပွားရေးလည်းကောင်းတယ်၊စစ်အင်အားလည်းကောင်းတယ်၊သိပ္ပံနည်းပညာတွေလည်းထွန်းကားတယ်ပေါ့နော်။စသဖြင့်ရုရှားကလည်းဖြစ်နေတဲ့အချိန်မှာတရုတ်ကလည်းစီးပွားရေးအင်အားအရန်ကောင်းလာပြီးတော့မှကမ္ဘာမှာပေါ့နော်။အဲဒီကမ္ဘာဟိုပေါ့ကမ္ဘာနိုင်ငံကြီးရဲ့စီးပွားရေးနိုင်ငံကြီးရဲ့စီးပွားရေးကိုတိုင်းတာတာ GDP နဲ့တိုင်းတာတာဖြစ်ပါရှင့်။အဲ GDP နဲ့တိုင်းတာတဲ့အချိန်မှာအဲဘာဖြစ်လဲဆိုရင်အများဆုံးကအမြင့်ဆုံးက အမေရိကန်နိုင်ငံဖြစ်ပြီးဒုတိယအများဆုံးကအဲတရုတ်ဖြစ်နေပါတယ်။သို့တော်လည်းကျွန်တော်တို့ဒီ PPP ဆိုတဲ့ terms ပေါ့နော် purchasing power parity လို့ခေါ်ပါတယ်ရှင်။ဆိုလို့ရှိရင်ဟိုပေါ့နော်အဲ GDP အရတော့ဒုတိယလိုက်ပေမဲ့အဲသူ့မှာရှိတဲ့ငွေနဲ့ပစ္စည်းတွေကိုအဝယ်လိုအားအဝယ်နိုင်တဲ့ပမာဏပေါ့နော်။ငွေသုံးအသုံးခံတာပေါ့။ငွေအသုံးခံတာပေါ့ဥမာငွေတန်ဖိုးရှိတာပေါ့ငွေတန်ဖိုးရှိပြီးအသုံးခံတာကုန်ဖြစ်ကုန်ဖြစ်စည်းတွေရဲ့ဈေးနှုန်းတင့်တင့်တာပေါ့ ။နောက်အဲ့ဒါတွေကဘာလဲဆိုလို့ရှိရင် PPP terms လို့ခေါ်ပါတယ်ရှင်။ Purchasing Power Parity ဆိုတာဒီ Purchasing Power ပေါ့။ဥပမာထားပါတော့ကျမတို့မြန်မာငွေလဲဘယ်ထားပါတော့လွန်ခဲ့တဲ့10နှစ်ကပတ်စံ1000ကိုသုံးရင်ဝယ်နိုင်တဲ့ purchasing power ပေါ့เนาะဒီရမဲ့ပစ္စည်းတွေ ਨੇ နောက်အခုချိန်မှာအအခုချိန်မှာရှိတဲ့မြန်မာငွေကျပ်တောင်းကိုသုံးရင်ဝယ်နိုင်တဲ့ငွေအင်အားပေါ့เนาะဒီဟိုငွေဝယ်လို့ရှိရင်ရမဲ့ ပတ်စံပေါ့နော်အရမဲ့အရမဲ့ပစ္စည်းပေါ့ဂုံပစ္စည်းပေါ့အဲဒီဒီပစ္စည်းကိုအတူတူပဲဝယ်မယ်ဆိုရင်အရင်တော့ကအရင်၁၀နှစ်ကပတ်စံ၁၀၀၀ကိုသုံးတာနဲ့အခု၁၀နှစ်၁၀နှစ်နောက်ပိုင်းကြာလာတဲ့အချိန်မှာငွေငွေချက်၁၀၀၀ကိုသုံးတာနဲ့ကျွန်တော်တို့ငွေချက်၁၀၀၀ပြင်းတော့တူမယ်ဒါပေမဲ့ဝယ်လို့ရတဲ့ပစ္စည်းပမာဏမတူတော့ပါဘူးရှင့်အဲ့ဒါဘာလို့ခေါ်လဲဆိုရင်ဒီငွေကြေးတစ်ခုရဲ့ purchasing power လို့ခေါ်တာပေါ့နော်ဆိုလို့ရှိရင် purchasing power parity အရတွက်လို့ရှိရင် အကြီးအတွက်လို့ရှင်တရုတ်ကကဘာမှာနံပါတ်1ဖြစ်နေပါတယ်ရှင့်အဲဆိုလို့ရှင်ဒါကတော့ဒါဒီဘောဂဗေဒနီးပညာရဘောဂဗေဒပညာရပေါ့နော်ကျွန်တော်တို့ GDP နှစ်မျိုးတွက်တာပေါ့နော်နှစ်မျိုးတွက်တဲ့အချိန်မှာအဲဒီလိုမျိုး absolute value ဆိုတာသူ့ရဲ့ကိန်းဂဏန်းအရပဲရှင်လိုက်လို့ရှင်တော့အမေရိကန်ကများပါတယ်ဒါပေမဲ့ဒီကိန်းဂဏန်းနည်းပေမဲ့လည်းသူ့ရဲ့ငွေသူ့ရဲ့ဝယ်လိုအားနဲ့ဝယ်နိုင်တဲ့ပမာဏပေါ့နော်ရှင်လိုက်လို့ရှင်တော့တရုတ်ကများနေတာဖြစ်ပါတယ် နာဆိုလိုချင်တာကတော့အခုချိန်မှာကမ္ဘာပထဝီနိုင်ငံကြီးကဟိုဟိုကျမတို့ဟိုဟာပေါ့နော်အခုနောက်ပိုင်းဒုတိယကမ္ဘာဆစ်ပြီးနောက်ပိုင်းမှာအဆိုးရွားဆုံးအခြေအနေဖြစ်ပါလေရှင့်အဆိုးရွားဆုံးအခြေအနေနဲ့ဟိုတားပြုတ်လန့်အဖြစ်ဆုံးပေါ့နော်ကျမပြောချင်တာလေကမ္ဘာကြီးကိုပြောနေတာပါရှင့်ကမ္ဘာနိုင်ငံကြီးကိုကမ္ဘာပထဝီနိုင်ငံကြီးကိုပြောနေတာပါ အဆိုးဝါးဆုံးအခြေအနေကိုကျမတို့ရောက်နေပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အမေရိကန်တဖြည်းဖြည်းကျတဲ့အချိန်မှာတရုတ်ကတက်လာပြီးတော့မှခုနเนาะနေမဝင် empire great britain ကျတဲ့အချိန်မှာအမေရိကန်တက်တယ်လို့ပဲပေါ့เนาะအခုအမေရိကန်ကျရင်တရုတ်ကတက်မှာဖြစ်တဲ့အတွက်အမေရိကန်နဲ့တရုတ်နဲ့ဟာအဲကျမတို့ပေါ့နော်ဟိုအဲ trade war ပေါ့နော်ကုန်သွယ်မှုစစ်ပွဲစီးပွားရေးစစ်ပွဲဒါတွေလည်းဖြစ်နေသလိုနော်တရုတ်ရဲ့ပတ်ပတ်လဲမှာရှိတဲ့နိုင်ငံတွေပေါ့နော်တရုတ်ကိုထိန်းချုပ်ထားခြင်းတယ် ဆိုလို့ရှိရင်ကျွန်မလွယ်ကူအောင်ပြောရင်ပါလဲဆိုရင်ရုရှားနဲ့ယူကရိန်းလို့ပေါ့နော်ရုရှားအကြီးကြီးကိုထိကျင်တယ်ဒါပေမဲ့အကြီးကြီးကိုမထိရဲတဲ့အခါအကြီးကိုတိုက်ရိုက်ထိရင်ဟိုအရန်ကြီးနှစ်ဖက်နှစ်ဦးနှစ်ဖက်အရန်ဆုံးရှုံးနေနာမယ်ဆိုတော့ယူကရိန်းကနေတဆင့်ထိတာပေါ့နော်အဲယူကရိန်းကနေတဆင့်ထိတာပေါ့ဆိုလို့ရှိရင်ယူကရိန်းကိုချကျွေးပြီးတော့မှရုရှားချိနေအောင်လုပ်တာပေါ့ရုရှားစစ်တိုက်နေရပြီး ဟိုကြာလာတဲ့အချိန်မှာချိနဲ့အောင်လောက်တာတိုးတော်လဲရုရှားတီလဲ20နှစ်23 24 25ဆို3နှစ်ကျော်သွားပြီပေါ့နော်3နှစ်ကျော်4နှစ်နေပါတဲ့ရောက်လာပြီရုရှားရဲ့ဒီသူ့ရဲ့တိုက်စွမ်းအားကသူ့လက်နက်ခဲယမ်းမိချောက်တီသူ့ရဲ့စစ်တိုက်နိုင်တဲ့အေဘွာပေါ့ဟိုစွမ်းရည်တွေမကြသွားဘူးပေါ့နော်ဒါဒါကြံ့ကြံ့ခံပြီးတော့မှအဲဒီဒီရုရှားတိုက်နေတယ်အဲဘာလို့ကျွန်မအဲ့လိုပြောလဲဆိုရင်အချမ်းမြင့်ပေါ့နားမလဲတဲ့သူတွေကတော့ဘာပြောကြလဲဆိုရင်ရုရှားအကြီးနဲ့ယူကရိန်းနဲ့တိုက်တာ အမ်ဒီဒီသူ့ထက်ငယ်တဲ့နိုင်ငံတော့မနိုင်ဘူးလို့မပြောနေကြတယ်ပေါ့နော်၃နှစ်ရှိပြီမနိုင်ဘူးဆိုတော့သို့တော်လည်းအဲ့ဒါဘာလဲဆိုလို့ရှိရင်အဲဘာလို့ယူကရိန်းကဒီနေ့ထိကြံ့ကြံ့ခံနိုင်တာလဲဆိုလို့ရှိရင်အဲဒီ NATO တစ်ဖွဲ့လုံးကဝိုင်းပြီးပတ်မိုးထားတာပေါ့နော်ယူကရိန်းဘက်ကကြည့်လို့ရှိရင်ကိုအင်ကိုအားနဲ့တိုက်တာမဟုတ်ဘဲနဲ့အဲဒီ NATO ဆိုတာဒီအမေရိကန်ဥဆောင်တဲ့အဲဒီဒီအများစုကတော့ယူရိုပ်နိုင်ငံတွေပေါ့နော်အနောက်ဥရောပနိုင်ငံတွေအများစု ဟိုအနောက်ပိုင်းမှာတော့အလဲဥရောပတွေပါတယ်လဲပါလာတာပေါ့နော်အဲ့နိုင်ငံတွေပါတဲ့နေတိုးအုပ်စုကနေပြီးတော့မှတိုက်တဲ့ဝိုင်းပြီးတော့မှဝိုင်းပြီးတော့ထောက်ပံ့ထားပြီးတော့မှတကယ်စစ်တလင်းဖြစ်နေတာတော့ယူကရိန်းဖြစ်တယ်တကယ်တိတ်ချိနေတာယူကရိန်းနိုင်ငံသားယူကရိန်းစစ်သားတွေဖြစ်တယ်အဲတကယ်ပြက်စီးနေတာကတော့ယူကရိန်းနိုင်ငံဖြစ်ပြီးမှဖြစ်ပေမဲ့တကယ်တမ်းယူကရိန်းတိုက်နေတာဒီသူ့ရဲ့သူ့အင်သူ့အားနဲ့တိုက်နေတာမဟုတ်ဘဲနဲ့စစ်လက်နဲ့ပြက်စီး ပြီးလို့ရှိရင်ငွေကြေးအဖြစ်ပေါ့နော်အဲ့ဒါတွေကနေတိုးကနေပတ်မိုးထားတာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့ဒါနေတိုးနဲ့ရုရှားနဲ့ဖြစ်တဲ့ proxy war လို့တောင်ပြောလို့ရပါတယ်။နော်အဲ့ဒါလေးကတော့ဒါကဘာမှာဖြစ်နေပြီးတော့အခုအခုလည်းနောက်ပိုင်း Israel နဲ့ Iran နဲ့ဖြစ်တယ်။နော် Israel နဲ့ Gaza နဲ့ဖြစ်တယ်။နော်အခုတလောတော့ဒီ American တမရ Trump ကနေပြီးတော့မှဟိုဟာဖြစ်လိုက်တာပေါ့နော်စာချုပ်နဲ့နှစ်ဦးနှစ်ဖက်ကိုညှိနှိုင်းလိုက်တဲ့အချိန်မှာဂါဇာအပြစ်ခတ်ရဆဲရေးကအောင်မြင်သွားပါပြီ အဲသို့တော်လဲအီရန်နဲ့တော့ဘယ်တော့ပြန်ဖြစ်မလဲဆိုတာတော့မသိနိုင်ဘူးပေါ့နော်အဲ့ဒါတခုဆိုတော့လေတခြား Middle East မှာကျွန်တော်တို့မသိတဲ့နာမည်မကြီးတဲ့ကမ္ဘာမှာနာမည်မကြီးတဲ့အဲဒီဒီဒီစစ်စစ်ရေးတင်းမာမှုတွေပို့တိုက်မှုတွေတိုက်ခိုက်မှုတွေဒါတွေလည်းရှိနေပါတယ်ရှင့်